တခါတော့ကချေးရွာလေးတရွာမှာမောင်မောင်ဆိုတဲ့ဆင်းရဲသားလေးနဲ့အဖွားအိုလေးနေကြပါတယ်။တနေ့မောင်မောင်ချောင်းကန်းဆက်မှာငါးဖမ်းနေစဉ်ငါးများချိတ်မှာ ရွှေရောင်တောက်နေတဲ့ငါးလေးတစ်ကောင်ပါလာပါတယ်။အဖွားဒီငါးလေးရွှေနဲ့လှုပ်တယ်လို့တောက်နေတယ်လို့မောင်မောင်အံ့အားသင့်စွာ အော်လိုက်တယ်။ရွှေငါးလေးကလူစကားပြောနိုင်ပြီးကျေးဇူးပြု၍ ကျွန်တော်ကိုပြန်လွတ်ပေးပါဆုတပါပေးမယ်လို့ပြောပါတယ်။မောင်မောင်ကရရောတဲ့စိတ်နဲ့ငားလေးကိုချောင်းလေးပြန်လွတ်ပေးလိုက်ပြီးဆုမလို့ဘူးအတ္တရှင်တန်ပါစေလို့ပြောလိုက်တယ်။ဒါပေမဲ့ရွှေငားလေးကသူ့ရဲ့ကြီးကျယ်တဲ့စိတ်ထားကို မြင်ပြီးရွာကို ရွှေအိုးကြီးတစ်လုံးပေးအပ်သွားပါတယ်။ဖွားနေမောင်မောင်အဲ့ဒီရွှေအိုးကိုရောင်းပြီးချမ်းသာစွာနေထိုင်ကြပါလေ ဒါပေမဲ့မောင်မောင်ကဆင်းရဲသားတွေကိုလည်းမမေ့ပဲသူတို့ကို ကူညီပါတယ်။ရွှေငါးလေးရဲ့ကျေးဇူးကိုတတိယကကောင်းမှုတွေလုပ်ပါတယ်။